ျွန်တော်ဘေးရအမျိုးသမီးရဲ့အပြုံးကြီးနဲ့ဟာကိုကျွန်တော်ကြိုက်တာအာကျွန်တော်ကမင်းသမီးဖြစ်လို့အပြုံးလှနိုင်မယ်ဘေးရအမကြီးရဲ့အဲပျော်ရွှင်နေတဲ့သူ့ရဲ့မှုကိုကျွန်တော်ကြိုက်လို့အဲ့ပုံလေးနောက်ပြီးတော့အဲ့တဘာဝကြရတယ်နောက်ကချောင်းလေးလည်းပါတယ်ဆိုတော့အဲ့လိုမျိုးကြောင့်ကျွန်တော်တင်းဖြစ်တာပါဒါပေမဲ့အာကျွန်တော်ဒါကျွန်တော်နေတဲ့စင့်ငိုင်ရပေါ့နော်စင့်ငိုင်ဖုံဖုံကြောင်းမှာကျွန်တော်နေရတဲ့ခါကျဒီကေကေစေးကြီးကြောင့်နေတဲ့ခါကျတော့ဆိုအဲ့မှာအဲ့ရွာလေးအဲ့မှာပဲချိုးကြတာဆိုတော့ကိုလည်းအဲ့လိုမျိုးချိုးတာသဘောကျရဲ့လူဆိုတော့ခါကျဝင်းချိုးတော့လည်းသူကလည်းကိုသာရမ်းရည်ရတဲ့အဲ့လူတွေကကိုရင်ရှားနဲ့ရောက်လာဆိုအကုန်လုံးကလာချိုးကြပြီးကြီးအဲ့ဆိုမင်းကလေးတွေကြီးပါရောက်သူအစိကဲ့တော့ရှိတယ်အမျိုးသားကြီးမလာဘူး အဲ့လိုအမျိုးသမီးကြီးတွေပဲပေါ့နော်ကိုယ်ချစ်လို့ခင်တော့အဲချိုးရတွေ့လို့လားအညီလာလာလာညီရင်တော့မချိုးပါဘူးမင်းသမီးလာမှလာချိုးတာလားဆိုအဲ့လိုမျိုးပေါ့နော်ဆိုတော့တဘာဝနေရတဲ့ life ကိုကျွန်တော်ကြိုက်တယ်နော်အဲ့လိုမျိုးလူနဲ့ရင်းရင်းနှီးနှီးနေရတာအဲ့တို့နဲ့တူတူအဲ့လိုစကားတွေပြောကျွန်တော်ကြိုက်တဲ့ခါကျတော့အဲဓာတ်ပုံဓာတ်ပုံရတော့တာပေါ့နော်အဲ့အဲ့ဒါကြတော့လေအဲ့လိုမျိုး2024တုန်းကအဲ့လိုမျိုးနေလိုက်တယ်နေလိုက်တဲ့ခါကျတော့လေ ်တည်တဲ့ပို့ပြီးတော့အဝေးသွားတယ်ရှင်ပို့ဆက်တက်ပြတ်သွားတယ်ပြီးတော့ကိုလုံးကိုကခုနကလို့ပေါ့လာငားတဲ့ဟာလေးတွေကိုလာငားတဲ့ဇက်ကောင်တွေကိုပေါ့နော်နည်းနည်းလေးအဲပေါ့နော်ရွေးချယ်ရွေးချယ်နေပြိတ်သက်နဲ့ကွာဟသွားတယ် ကန်ဟွားတာတော့ကွာဟာဘာဖြစ်သွားလဲဆိုတဲ့ခါကျတော့ तू အလုံးမလုံးတော့ဘူးလားဖြစ်သွားတယ်အဲပေါ့နော်အလုံးလုံးတဲ့လူကြောက်ရလဲကိုယ်မြင်မြင်တာနည်းလာတဲ့ခါကျတော့အော် तू မေ့နေတာပေါ့နော်ကိုကမြင်နေမှကျွန်တော်သက်ဆောင်နေလဲလို့အွန်မော်မှာပေါ့နော်အ तू ဘယ်ကားတက်နေတယ်အ तू ဘာပွဲတက်နေတယ်အ तू ဘာလုပ်နေတယ်ဆိုတာလေမြင်မှပဲခုနလိုပေါ့နော် producer တွေဒီ director တွေကမြင်ပြီးတော့အော် तू ခေါ်ရိုက်လို့ရတယ်အော် तू ရှိတာပဲဆိုပြီးတော့ဖြစ်နေကြတော့အဲ့လိုမျိုးလေးရှိတဲ့ခါကျရင်ပရိသတ်ရဲ့ဆန္ဒနဲ့ကိုယ့်ရဲ့ပေါ့နော်ယက်တီမှုမှာနည်းနည်းလေးတွေသွားပြီးတဟတာ တာမဖြစ်တာလေးရှိတယ်ဆိုတော့ခါကြတော့အကောင်းဆုံးတော့မြတ်သူစ조사ပြီးတော့ရိုက်ပါတယ်အမြတ်သူအားမလို့အားမရဖြစ်တာအခုမှမဟုတ်ဘူးဟိုးစဝင်လာကြတဲ့ဟာသိရမလားဟိုပေါ့နော်ဇက်ရွေးချယ်မှုတွေမှာနောက်ပြီးတော့နေရာရမှုတွေမှာပေါ့နော်အဲ့လိုမျိုးလေးကအမြဲတမ်းပြိတ္တက်က အမြဲတမ်းဒီရဲ့စိတ်ကိုအမြဲတမ်းပြိတ္တကိုပေါ့နော်ဟိုသွားပြီးစိတ်နှောက်ရှက်ဖြစ်အောင်လုပ်မိတာလေးရှိကောင်းရှိနိုင်တယ်ဒါမဲ့လည်းတစ်ခါကျတော့လည်းဟိုရွေးချယ်မှုပေါ့နော်ပြိတ္တနဲ့အဆက်ပြတ်သွားမှလေးစိတ်ပူတဲ့အခါကျတော့အဲ့လိုမျိုးလေးတွေလုံးရတာလေးရှိသွားတော့နားလေပေးပါအမြတ်တော်ကတော့ရတဲ့ဇက်ကောင်ကိုရတဲ့ပေါ့အကောင်းဆုံးဖြစ်အောင်အမြတ်တော်စူးစမ်းနေပါတယ်အဓိကအမြတ်တော်ကဟိုရှင်းရှင်းပြောရင်ကိုယ့်ဟာသာကိုထုတ်မရိုက်နိုင်ဘူးကွာကိုယ့်ဟာသာကိုထုတ်ရိုက်နိုင်တဲ့သူမဟုတ်တဲ့အခါကျတော့ကိုယ့်စီလာတဲ့ဇက်ကောင်မှအာပေါ့နော်ဟိုနင်းနေပဲလာတဲ့ဟာရှိတယ်နည်းနည်းတိုးတော့လောက်ရတဲ့ဟာရှိတယ်နောက်ပြီးတော့ ထင်ပါတယ် market ကြောင့်လဲပေါ့เนาะကို့ကို အာတိတ်ပြီးတော့တရအဲ့လိုပေါ့နော်ထိထိပေးမဲ့ပေးမဲ့လူမျိုးအာရုံမရှိသေးရပါဘောဒါပေမဲ့မြတ်သူအဲ့တော့ဘယ်တော့မှအားမငယ်ပါဘူးကိုမြဲမြဲပြင်ဆင်နေစူးစမ်းတယ်မြတ်သူတို့တက်ရဲကတရုတ်ဆောင်ချင်းဟာအသက်ငယ်တာကြီးတာနဲ့မဆိုင်ဘူးတရုတ်ဆောင်ကာရိုက်တာပေါ်မှာ live ဖက်အောင်လုပ်နိုင်နေမြတ်သူတို့ကဇက်တွေအများကြီးရှိနေမှာအဲ့တော့လိုချင်တာပေါ့တခါကျကိုတယောက်တည်း hero ဖြစ်တဲ့ဇက်မျိုးတွေလည်းလိုချင်တာပေါ့ဒါပေမဲ့အဲကို့မှာထုတ်ရိုက်နိုင်တဲ့အာမရှိသလိုအဲပတ်မိုးပေးနိုင်မဲ့ပေါ့နော်အရာတွေကကိုယ့်စီကိုမကြုံစုံသေးတဲ့အခါကျတော့မြတ်သူကကိုယ့်စီလာတဲ့ဇက်တွေကိုပဲပြိတ်တဲ့ဒါလေးတော့လက်ခံနိုင်ပါတယ်သူတို့တော့ဒါတော့ကြိုက်လောက်မှာပါဆိုတော့စ ိတ်မျိုးနဲ့အဲရိုက်နေတာများပါတယ်ရှင်ဟုတ်ကဲ့မြတ်သူကတော့စူးစမ်းမှုတော့ဘာလို့မှမရော့သွားပါဘူးအဲ့ဒါတော့မြတ်သူ ေါ့နော်ဟိုဘယ်လိုပြောမထွက်လာတဲ့ကားလေးပဲဖြစ်ဖြစ်အမျက်တော်လက်ရှိပုံစံကိုပဲဖြစ်ကြည့်နော်တိတ်သက်ကအဲအဲကြောင့်လည်းမြို့တော်ပေါ့နော်အာမချစ်တင်ခဲနဲ့ချစ်ပေးနေကြလို့ထင်ပါတယ်ရှင်ဟောအဲ့ဒါကကျွန်တော်ကခုနရေပေးသွားတယ်ကျွန်တော်အော် sorry ကျွန်တော်ငလင်ပေးပေါ့နော်ကျွန်တော်တရက်နေရသွားတာကျွန်တော်20မှပြန်လာတယ်ဆိုတော့အာဆိုတော့ကျွန်တော်အဲ့ဟိုရေပေးလူသွားတဲ့ခါကျတော့ဟိုတယ်တက်ရတဲ့ခါလည်းရှိတယ်ဖုန်းရောက်မှအိတ်ရတဲ့ခါလည်းရှိတယ်ကောင်းကောင်းစားရလည်းရှိတယ်တခါလေးထမင်းဝေးတဲ့ထမင်းတို့ကိုကိုရောစားရလည်းရှိတယ်ဆိုတော့အာကျွန်တော်ဒါကျွန်တော်နေတဲ့စင်ငိုင်ရပေါ့နော်စင်ငိုင်ဖုန်းဖုန်းကြောင်မှကျွန်တော်နေရတဲ့ခါကျဒီကေကေစေးကြောင်နေတဲ့ခါကျတော့ ဆိုအဲ့မှာအဲ့ရွာတွေအဲ့မှာပဲချိုးကြတာဆိုတော့ကိုလည်းအဲ့လိုမျိုးချိုးရသဘောကျရဲ့လူဆိုတော့ခါကျဝင်ချိုးတော့လည်းသူတို့ကလည်းကိုသာရမ်းရည်ရအဲ့ရလူတွေကကိုရင်ရှားနဲ့ရောက်လာဆိုအကုန်လုံးကလာချိုးကြပြီကြီးအဲ့ဆိုမင်းကလေးတွေကြီးပါရောသူအစီကတော့ရှိတယ်အမျိုးသားတွေမလာဘူးအဲ့လိုအမျိုးသမီးကြီးတွေပဲပေါ့နော်ကိုကိုချစ်လို့ခင်တော့အဲချိုးရတွေ့လို့လာအဲ့ညီလာလာလာညီရင်တော့ချိုးပါဦးမင်းသမီးလာမှလာချိုးတာလားဆိုအဲ့လိုမျိုးပေါ့နော်ဆိုတော့ပြောရင်ကျွန်တော်အဲ့လိုတဘာဝနေရတဲ့ life ကိုကျွန်တော်ကြိုက်တယ်နော်အဲ့လိုမျိုးလူနဲ့ရင်းရင်းနှီးနှီးနေရတာအဲ့တို့နဲ့တူတူအဲ့လိုစကားတွေပြောကျွန်တော်ကြိုက်တဲ့အခါကျတော့အဲဓာတ်ပုံဓာတ်ပုံရတော့တာပေါ့နော်အဲ့ကျွန်တော်လည်းကိုကိုလည်းသဘော ကျတယ်ဆိုတာတင်လိုက်တာတော်တော်လေးတော့သဘောကျကြတယ်ပေါ့နော်တကယ်လက်ချင်းအဲ့လားတကယ်အဲ့ညမှာရေချိုးအဲ့ညမှာဝှက်လျှော်ကြတာကိုလည်းတကယ်အဲ့ညမှာပြီးရေချိုးတာဆိုတော့လေဟုတ်ကျွန်တော်ကအဲ့တော့နှစ်ပိုင်းခွဲထားတယ် friend only ရယ် public ဆိုတော့ကျွန်တော် public ကိုပြလို့ရတယ်အဲကျွန်တော်စိတ်ထဲကျွန်တော်အများကြီးဖြစ်တယ်ခါကြအော်ပေါ့နော် public ကိုအော်မိသားစုမသိတော့ပါဘူးဆိုတော့ကျွန်တော် friend only နဲ့ပဲကျွန်တော်နေရပေါ့နော်အဲ့လိုမျိုးရှိတယ် friend only ဆိုကျွန်တော်အဲ့လိုမျိုးဖြစ်ဘူးအဲ့လိုမျိုးရှိတယ်ပြင်လိုက်နေရပြင်အခုကျတော့လေးဟာအစတွေပဲပြတ်တယ်ဟာဓမ္မဝါနဲ့ ကျွန်တော်ဘေးကအမျိုးသမီးရဲ့အပြုံးကြီးနဲ့ဟာကိုကျွန်တော်ကြိုက်တာအာကျွန်တော်ကမင်းသမီးဖြစ်လို့အပြုံးလှနိုင်မယ်ဘေးကအမကြီးရဲ့အဲပျော်ရွှင်နေတဲ့သူ့ရဲ့မှုကိုကျွန်တော်ကြိုက်လို့အဲ့ပုံလေးနောက်ပြီးတော့အဲ့တဘာဝကြရတယ်နောက်ကချောင်းလေးလည်းပါတယ်ဆိုတော့အဲ့လိုမျိုးကြောက်ကျွန်တော်တင်းဖြစ်တာပါဒါပေမဲ့ကျွန်တော်လက်တော်များအဲ့လိုမျိုးနဲ့အတိမတ်ပြုကြရကြိုက်ကြတာကကျေးဇူးတင်ပါတယ်လို့ဟုတ်ကဲ့ရှင်ဟုတ်ပါအာကျေးဇူးတင်ပါတယ်ပြိဿကကိုမချစ်တင်ခဲ့ဖြစ်တဲ့အရာကြီးရှိရကျွန်တော်နားလဲပါတယ်အာညသူဒီနှစ်ပိုင်းမှာဆိုညသူထင်တယ်ဒီ FOE season 2ထွက်မယ်ပြီးမျက်ကွယ်ရထွက်မယ်ပြီးတော့ရေစက်တို့တည်တဲ့ထွက်ကောင်းထွက်ထွက်လိုက်ထွက်လာနိုင်တယ်ပေါ့နော်ဆိုတော့အာရိုက်ထားတဲ့ကားလေးလည်းရှိနိုင်တဲ့ခါကြ ော့ဒီ2025ကတော့ပြည်သက်နဲ့ပို့ပြီးတော့နီးကက်ကက်နေခွင့်ရမယ်နှစ်နှစ်ဖြစ်ပါတယ်အဲ့တော့အမြဲတမ်းမြေတားတရားနဲ့ကြီးရှုဆောက်ရှောက်ရင်းနဲ့ဝေဖန်ကြံကြံပေးကြပါအောင်ရှင့်အားလုံးကျေးဇူးတင်ပါတယ်ကျေးဇူးပါဟုတ်ကဲ့ရှင်ဟော